မြန်မာပြည်စည်းပွားရေးတိုးတက်ဖို့မျှော်လင့်စရာနောက်ထပ်ရင်းနှီးမြှုပ်နှံစရာနေရာသစ်ဖြစ်တဲ့ရန်ကုန်စတော့ဈေးကွက်စတင်ဖို့ကအချိန်သိမ့်မလို့တော့ပါဘူး။ဒီရန်ကုန်စတော့အချင်းဈေးကွက်ကိုပြည်တွင်းကအများပိုင်းကုမ္ပဏီ၁၀ခုလောက်နဲ့စတင်သွားမှလည်းဖြစ်ပါတယ်။အခုတော့ဒီဈေးကွက်နဲ့ပတ်သက်ပြီးစတော့ဈေးကွက်ဝင်ကုမ္ပဏီတချို့နဲ့မြစည်းမသတင်းတောက်ကိုအောင်သီရကတွဲဆုံမြင်းမြန်းထားပါတယ်ရှင်။ရန်ကုန်စတော့အချင်းစတင်မှုကရက်အနည်းငယ်လောက်ပဲလိုပါတော့တယ်။ဒလို့စေတော့ရာခိုင်နှုန်း90ကျော် ပြည်စည်းနေပြီဖြစ်ပါတယ်။ 2016ခုနှစ်နှစ်စမ်းပိုင်းကိုရောက်ရင်တော့ကျွန်တော်နောက်မှာမြင်နေရတဲ့ဒီအဆောက်အဦကနေ stock share အယောင်းဝယ်တွေပြုလုပ်မှာဖြစ်ပါတယ်။ဒါဟာယင်းနှိမ့်နယ်မှုတွေနေပါနေသေးတဲ့မြန်မာပြည်စီးပွားရေးအတွက်နေရာသစ်အခွင့်အလမ်းသစ်တွေဖြစ်လာဖို့ရှိနေပါတယ်။ရန်ကုန် stock exchange ကိုပြည်ရင်းကအများပိုင်းကုမ္ပဏီ10ခုလောက်နဲ့လာမယ့်ဒီဇင်ဘာလထဲမှာစတင်လည်ပတ်သွားဖို့ရှိနေပါတယ်။ဒီ stock exchange ကိုတော့မြန်မာနိုင်ငံအစိုးရနဲ့အတူဂျပန်နိုင်ငံအစိုးရနဲ့ဂျပန်ကုမ္ပဏီ Daiwa တို့ကပူးပေါင်းတည်ထောင်နေတာဖြစ်ပြီးဒီကနေ့တစင်း share အယောင်းဝယ်တွေက 2016ခုနှစ်ထဲမှာအသက်ဝင်လာမှာဖြစ်ပါတယ်။သူကဟို10ခုဆိုပေမဲ့ဟိုပထမရက်မှာတော့10ခုဖြစ်ချင်မှဖြစ်မှာပေါ့နော်။ဒါကတော့ကြော်ညာလိုက်မှာဒီ company 10ခုကိုဟို listed company ဖြစ် IPO လုပ်ဖို့လက်ခံတယ်ပေါ့နော်။ဒါပေမဲ့ပြီးရင် IPO လုပ်တယ်ဆိုရှယ်ယာထုတ်ရောင်းတာကတော့ပထမရက်မှာဟုတ်မှာမဟုတ်တဖြည်းဖြည်းချင်းသူကဒီဟို6လတစ်နှစ်တွင်းမှာသူတို့ထုတ်ရောင်းသွားမှာ။ပထမရက်အရောင်းဝင်ဖြစ်တဲ့ company ကတော့ဟိုတစ်ခုနှစ်ခုလောက်ပဲရှိမယ်လို့ကျွန်တော်ထင်ပါတယ်။ဟို company 10ခုလောက်တော့ရှိမယ်မထင်ဘူး။ ခိုင်မာမှုအနေနဲ့ကတော့တချို့ကုမ္ပဏီကတော့ဒေါ်လေးဟိုလောက်တာကြတဲ့အတွက်ခိုင်မာတယ်လို့ထင်ပါတယ်။ FMI အများပိုင်းကုမ္ပဏီမြန်မာနိုင်ငံသားများဘဏ်နဲ့တီလဝါအများပိုင်းကုမ္ပဏီလီမိတက်တို့ကရန်ကုန်စတော့အချင်းရဲ့ကနဦးအုပ်ထဲမှာပါဝင်လာမဲ့ကုမ္ပဏီတွေဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ယုံကြည်တာကတော့ကျွန်တော်တို့ကစတော့မားကတ်ထဲကိုဝင်လိုက်ပြီးမြန်မာနိုင်ငံသားများဘဏ်အနေနဲ့ကတော့အရင်နှစ်20လောက်ခရဲကအများပိုင်းကုမ္ပဏီအနေနဲ့အစုဆက်ပါဝင်သူတွေကိုအမြတ်ဝေစုခွဲပေးနေတဲ့ကုမ္ပဏီဖြစ်ပြီး ငွေချေးတက်တည်ကန်လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မတီမှလည်းရှယ်ယာတစုတန်ဖိုး20ရာခိုင်နှုန်းလောက်တန်ကြေးရှိနေတဲ့ကုမ္ပဏီတစ်ခုပါလက်ရှိဖွဲ့စည်းပုံအရအစိုးရရဲ့ငွေချေး30ရာခိုင်နှုန်းပြည်သူထက်ဝင်ငွေက80ရာခိုင်နှုန်းနဲ့လုပ်ငန်းလည်ပတ်နေတာဖြစ်ပါတယ်တရားငွေချေးခိုင်မာမှုဆိုတာကျွန်တော်တို့ဗန်ဒီခုနအစိုးရကလည်းအခုထိ30ရာခိုင်နှုန်းပိုင်နေအများပြည်သူက80ရာခိုင်နှုန်းပါနေစီမီကပါမဲ့ဗန်ဖြစ်တယ် ျွန်တော်တို့တတ်မှတ်ထားတဲ့လိုအပ်ချက်တွေကိုဘိုးကလိုအပ်တဲ့ requirement တွေကိုကျွန်တော်တို့ဖြည့်ဆည်းထားတယ် reserve money တွေလည်းကျွန်တော်တို့ပတ်စံပေါ့နော် reserve ငွေကြေးလည်းအပြည့်အဝကျွန်တော်တို့ထားတယ်ဒါကျွန်တော်တို့ရဲ့ဘဏ်ရဲ့ငွေကြေးခိုင်မာမှုပါပဲဒီလိုဝါထူးစီးပွားရေးဆောင်ပထမအဆင့်မှာဆိုရင်ရောင်းချနိုင်တဲ့မြေကွက်80ရာခိုင်နှုန်းလောက်ထဲမှာဂျပန်နိုင်ငံအပါအဝင်ကမ္ဘာနိုင်ငံပေါင်း73နိုင်ငံကကုမ္ပဏီပေါင်း90လောက်ကဒီအထူးစီးပွားရေးဆောင်ထဲမှာသူတို့ရဲ့လုပ်ငန်းတွေလဲပတ်နေပြီဖြစ်ပါတယ်။ ်ဒီအထူးစည်းပွားရေးဆိုရင်တီလဝါအများပိုင်ကုမ္ပဏီလီမိတက်အနေနဲ့ကုမ္ပဏီတည်ထောင်ပြီးအချိန်နှစ်နှစ်ကျော်တည်းမှာရှယ်ယာရှင်ပေါင်း16000ကျော်ရှိလာတာဖြစ်ပြီးဒါမဲ့ရန်ကုန်စတော့အိတ်ချိန်မှာရှယ်ယာအယောင်ဝယ်တွေလုတ်ကင်ဖို့အစဉ်သင့်ဖြစ်နေပြီလို့လည်းသိရပါတယ်ခင်ဗျဒီဇင်ဘာဆိုရင်ဒါအစဉ်သင့်ဖြစ်ပြီးတော့ဒါစတော့ရဲ့ရှယ်ကိုစပြီးဝင်လို့ရပြီဆိုတာနဲ့ကျွန်တော်တို့ဝင်နိုင်အောင်လို့ကျွန်တော်တို့ပြင်ဆင်ထားကြည့်ပြီးဖြစ်ပါတယ်ဆိုလိုတာစတော့ရဲ့ရှယ်ကိုဥမာအဲမတ်မှာစမလားဟုတ်လားဆိုရင်လည်းကျွန်တော်တို့မတ်မှာကျွန်တော်တို့ဟို ျွန်တော်ရှယ်ယာတွေကိုရောင်းနိုင်မဲ့အနေထားရှိနေပါပြီ။ငွေကြေးခိုင်မာမှုအပြင် stock ဈေးကွက်ဝင် community တွေအနေနဲ့ပွင့်လင်းမြင်သာမှုရှိဖို့စီမင်းဥပဒေတွေကိုလိုက်နာနိုင်မှုကလည်းလိုအပ်နေပါတယ်။ရည်ယူဖို့လိုပဲဒီလိုမျိုးလောက်တယ်ဆိုရင်ဟိုရေရှည်မှာယုံကြည်မှုများလာမယ်ယုံကြည်မှုများဆိုဒီ stock exchange ကလည်းအောင်မြင်လာနိုင်တယ်ရန်ကုန် stock share ဈေးကွက်ကမြန်မာပြည်စီးပွားရေးအတွက်ယင်းနှမြုပ်နှံစရာအခွင့်အလမ်းတွေဖြစ်လာဖို့ကိုတော့မျှော်လင့်လို့ရနေပါတယ် တစ်ဆက်တည်းမှာပဲ stock ဈေးကွက်အတွင်းကအများပိုင်းကုမ္ပဏီတွေအနေနဲ့ငွေဖြူငွေမဲကိစ္စရှင်းတန်းတွေ share ရှင်တွေအကြအယုံကြည်မှုတွေနဲ့တခြားအတွေ့အကြုံမရှိသေးတဲ့ကိစ္စမျိုးတွေကိုလည်းရှေ့မှာတွေ့ကြုံရဖို့လည်းရှိနေပါတယ်ခင်ဗျာ။